ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ Hey ညီမရေအခုအိမ်မှာရှိရဲ့ချွေးမကတော့တကယ့်ကိုအနာပူနနတ်ဖယားမရဲ့ပုံရိပ်လိုပဲ။ကိုရဲ့မိသားစုကိုအရသာရှိပြီးလက်ဆက်တဲ့အစားအစာတွေကျွေးမွေးဖို့ဆိုတာအမျိုးသမီးတိုင်းရဲ့တာဝန်ပဲလေ။ညီမလေးပြောတာလည်းလုံးဝမှန်ပါတယ်ညီမလေး။ဒါပေမဲ့ဒီဘက်ခင်မကမိသားစုကိုအလေးထားတဲ့မိန်းကလေးကိုရှာဖွေရတာက မြီးရဲ့နှုတ်အုံကိုရှာရတယ်လို့မျိုးခက်ခဲလွန်းနေအခုကျမရဲ့သားအာနော့ဖ်ကိုကြည့်ပါအောင်သူကအင်ဂျင်နီယာလေဒါလီရဲ့အလောက်ကိုင်းတဲ့ position နဲ့အဆုံးအနည်းဆုံးတစ်လကိုဒေါ်လာတသန်းတော့ရတယ်ဒါပေမဲ့အခုချိန်မှာညီမလေးလိုချင်တဲ့မိန်းလေးမျိုးကိုရှာမတွေ့နိုင်သေးဘူးကျမသားကလည်းဘလုံးမန်းမသိသေးဘူးကျမသားအာနော့ဖ်ကနိုင်ငံခြားအစားအစာတွေကိုအရန်နှစ်သက်တယ် ဒါလီကလက်ထက်မင်းဆိုရင်နိုင်ငံခြားအစားအစာချက်ပြုတ်တတ်တဲ့မင်းလေးနဲ့မှလက်ထက်မင်းလို့တော့ပြောတယ်။ Continental အစားအစာပေါ့။ဟုတ်တယ် Continental ဟင်းလျာတွေပဲ။ဒီဘက်ခင်မက မင်းလေးတွေအကြောင်းလဲအမသိပါတယ်။သူတို့တွေကအိန္ဒိယအစားအစာကိုတော့ကောင်းကောင်းမချက်တတ်ကြဘူး။နိုင်ငံခြားအစားအစာဆိုဝေးရောပေါ့။မဟုတ်ဘူးမဟုတ်ဘူးညီမလေး။ဒီဘက်ခင်ကမင်းလေးတွေအားလုံးကလည်းတပုံစံနဲ့မဟုတ်ကြပါဘူး။ကျမသမီးဆိုဆန်ဗီက အမျိုးအစားစုံနဲ့အစားအစာတွေအကုန်လုံးကိုချက်ပြုတ်တတ်တယ်။အထူးသဖြင့်အဲဒီနိုင်ငံခြားကွန်တီနက်တဲ့အစားအစာတွေကိုပေါ့။အဲဒါဆိုရင်လေသူကိုမြင်မြန်ခေါ်လိုက်ပါအောင်။သူညီမလေးရဲ့စကားကြောင့်ဦးမီလာဟာသူမရဲ့သမီးကိုခေါ်ရန်အိမ်ထဲသို့ဝင်သွားပါတယ်။သမီးဆောင်ဗီဘာပဲဖြစ်ဖြစ်ညီမလေးမိတဲ့ဒီအင်တာဗျူးကိုတော့အအောင်လုပ်ပါ။အဲဒါဆိုရင်အိမ်နောက်ဘက်အတွက်လာရကြည့်ရှုတဲ့ပါတီကြီးတစ်ခုရောက်လာလိမ့်မယ်။သူတို့ရဲ့အိမ်မကအစီခံတွေအများကြီးနဲ့ကားတွေလည်းရှိတယ်။ သူတို့ဒါသမီးကိုကမ်းလန်းတဲ့ဟာကအတီးဖြစ်သွားရင်တော့သမီးပဲအုပ်ဆိုးရတော့မှာအားလုံးကိုအုပ်ဆိုးရတော့မှာလေပြီးတော့သမီးနားထောင်အမေကသမီးကိုချီးမွမ်းထားတယ်သမီးကအကောင်းဆုံးကွန်တီနက်တဲ့အစားအစာကိုချက်ပြုတ်တတ်တယ်လို့လေမမေသမီးကအာလူပူရီရိုတီစာကြီးမမှန်တော့မချက်တတ်ဘူးလေမမေကလည်းပရာတာလုပ်ပေးရလေသမီးကပရာတာလုပ်မယ်ဆိုရင်တော့အစားအစာလား သရီလန်ကာရဲ့မြေပုံလားဆိုတာခွဲခြားရတာခက်တဲ့ကွန်တီနန်တယ်ဟင်းလျာတွေဆိုရင်နာမည်တွေကိုတောင်တမီးကကောင်းကောင်းမသိဘူးအစားပိုင်းမှာတမီးမင်းက YouTube ကဟင်းတမျိုးကိုကြည့်ပြီးလှုပ်ကြည့်လိုက်အဲဒီခါသူတို့တွေစားပြီးသွားရင်တော့သူတို့နောက်ထပ်ကိုယ်တိုင်ထပ်မချက်ခိုင်းတော့ဘူးပေါ့ဘလို့ပဲဖြစ်ဖြစ်သူတို့လည်းဒီ beauty shop အစားအစာကိုကြာရှည်တော့မစားနိုင်ပါဘူးကဲတမီးကောင်းကောင်းပြင်ဆင်ပြီးထက်ခဲ့တော့အခုပြင်ကို7တယောက်ဟာသူမေပြောတဲ့အတိုင်းအသင်ပြင်ဆင်ပြီးထွက်လာပါတယ် ထို့နောက်လူကြီးများဟာစကားပြောဆိုနေကြပြီးအာနာဖရဲ့မိခင်နဲ့အာနာဖတို့ဟာဆန်ဗီကိုအလွန်ပဲနှစ်သက်နေကြပါတယ်။အာနာဖရဲ့အေးဒါတခါရဲသူဆန်ဗီကိုကွန်တီနန်တယ်အစားအစာချက်ပြုတ်တက်လာလို့မေးလိုက်ပါတယ်။ဆန်ဗီကတော့ကွန်တီနန်တယ်အစားအစာချက်ပြုတ်ရတာဟာကျမတို့ကတော့ဂိမ်းမလို့တလောက်လွယ်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်။ထို့စကားကိုကြားပြီးရနောက်မှာတော့သူတို့သားဘက်ကမိသားစုအချက်ချင်းဆန်ဗီတို့မိသားစုကိုလည်းထန်ရန်သဘောတူလိုက်ကြပါတယ်။ ်ရက်အနေငယ်တွင်မှာပဲသူတို့တွေဟာလက်ထပ်လိုက်ကြပါတယ်မိလာပွဲတွေပြီးသွားတဲ့နောက်မှာတော့ဆယ်မီမင်းရဲ့လက်ရကွန်တီနန်တယ်အစားအစာကိုမင်းမေကကိုတို့ကိုအရင်ချီးကျူးထားတာကြားတယ်အခုမြင်မြန်တခုခုကောင်းကောင်းလုပ်ပြီးကိုကိုကျေးပါအောင်အခုပဲလုပ်ပေးပါမယ်ဆယ်မီဟာကင်မွန်တဲ့ကိုစကားပြောဖူတာနဲ့သူမဟာမီဘူချောင်းတို့ထွက်သွားပါတယ်ဆယ်မီတယောက်သားမီဘူချောင်းတဲ့ကိုဝင်သွားပါတယ်ငါတခုခုတော့လုပ်ရမယ်ငါချက်တဲ့ဟင်ကိုဘာနာမည်ပဲပေးပေးပေါ့ ဆမီတရားဟာချက်ပြုတ်ဖို့အတွက်ရေခဲတက်တာကိုဖွင့်လိုက်တဲ့အခါစောင်းမောင်တီကိုတွေ့လိုက်ရပါတယ်။ဆမီဟာစောင်းမောင်တီအစိမ်ကိုဟင်းခတ်အမွေကြိုင်များဖြစ်နေပြီးကင်ရန်မီဖို့ထဲသို့ထည့်လိုက်ပါတယ်။ခဏအကြာမှတော့ဆမီဟာထုတ်လိုက်တဲ့အခါစောင်းမောင်တီကကျွတ်ဆနေရကိုတွေ့လိုက်ရပါတယ်။အိုးဖျားရင်ဒါကအရန်ချွတ်သွားပြီ။ကဲငါတခုတော့လောက်ရမယ်။မန္နာနဲ့ခင်းချင်းဒီဆော့စ်နှမျိုးလုံးကိုရောက်ပြီးဒီအပေါ်မှာထပ်ပြီးတုပ်လိုက်မယ်။ ဆမီတရာဟာထိုဟင်းလျာကိုယုံကြည်မှုအပြည့်နဲ့သူ့ရဲ့ခင်မွန်သေးကိုချပီးလိုက်ပြီးအကြောင်းပြချက်တစ်ခုခုပေးကမိဖို့ချောင်းနဲ့ပြန်ဝင်သွားပါတယ်။ထိုဟင်းလျာကိုမြင်တဲ့အခါအာနာဖ်ကသူ့အမေကိုခေါ်လိုက်ပါတယ်။အမေရေလာကြည့်ပါဦး။ဒီအသေးကဟင်းသီးဟင်းရွက်ကဘာကြည့်လဲ။အမေနဲ့အဝါကြည့်အမေရ။အမေကတော့မသိဘူး။ကျွန်တော်ကတော့ဒါကိုကြည့်အောင်နဲ့အန်ချင်လာတယ်။ဒါတော့အမ်းမိတော်မယ်ထင်တယ်။ပါဇက်ဖိတ်ထားတာ။ဒါသူကိုဘလောက်တောင်ချီးမွမ်းထားလဲဆိုတာသားသိရဲ့လား။ဒါကခင်မရဲ့လေ။ ဒါပဲနိုင်ငံခြားကွန်တီနန်တဲ့အစားစာတွေကိုကြိုက်တယ်လို့ပြောထားတာလေအခုတားရဲ့ချိန်မလေးကတားဒီလိုဖြစ်နေရဲ့ဆိုတာသိသွားရင်တားကိုဘယ်လိုလူမျိုးနဲ့ပေါင်းနေရတာလဲလို့ပြောလိမ့်မယ်ဒါကိုချိန်မလေးကလုပ်ထားတာဆိုတော့ဒါကကွန်တီနန်တဲ့ဟင်းလျာတစ်ခုခုတော့ဖြစ်ရမယ်ဒါကအခုလက်တော့အချိန်ကြာထဲမှာမတိကိုချီးမွမ်းနေခဲ့တာလေအမေပြောတာမှန်ပါတယ်အမေဒါပေမဲ့တကယ်ပါပဲမမေဒါကစာဖို့တက်အရန်ဆိုးရွားလုံးပါတယ်ထိုအချိန်မှာပဲ ။ဆန်ရီဟာထမင်းစားခန်းထဲကိုရောက်လာပါတယ်။ဒါကဘလောက်တောင်ရတာရှိလဲ။ဒီကွန်တီနက်တအစားအစာကိုချင်းမလေးကဘလောက်တောင်ကောင်းအောင်ချက်ထားလိုက်လဲ။5 star hotel ဘယ်မှာမှတော့ဒီလိုအရသာရှိရမျိုးကိုမမေမစားဘူးဘူး။အိုးငါချက်ထားတဲ့အစားအစာကလောင်ပြီးအကျက်လွန်သွားတာတော့။ယောက်ကမကဒီလောက်တောင်ချိုက်တယ်ပေါ့။ဟိုးဖျားခင်ကသမီးကိုကယ်တင်လိုက်တာပဲ။ဟုတ်တယ်ကျွန်တော်ရဲ့ဇနီးဆာဖီကကောင်းကောင်းချက်ထားတာပါ။ဆမ်မီ မင်းနဲ့မှန်ကြရင်အီတလီယန်ပါစတာလေးလုပ်ပေးပါအောင်ဟုတ်ကဲ့ဘာလို့မလုပ်ပေးနိုင်ရမှာလဲအဲ့ဒါဆိုအနည်းဆုံးတော့ကျွန်တော်တို့ရင်းနေတဲ့တခုခုတော့စားရတော့မယ်နောက်တနေ့မှာတော့ဆယ်မီတယောက်ဟာအီတလီယန်ပါစတာကိုချက်ပြုတ်ရန်မိဖို့ချောင်းသွင်းသွားပါတယ်ဆယ်မီတာရိုတီနဲ့ပြောင်းမုံထဲတယ်ထို့ပြင်သူမဟာပါစတာထဲကိုမြုပ်သီးမုံအများကြီးထည့်လိုက်ပါတယ်ကဲဒီပါစတာကတော့တို့တို့အတွက်နောက်ဆုံးပေါ်ပါစတာဖြစ်နေမယ်ကျမကအညုသီးမုံအများကြီးကိုထည့်ထားတာဆိုတော့ ီနေ့နောက်ပိုင်းကစပြီး continental ချက်ပြုတ်ခြင်းအကြောင်းကိုသူတို့လုံးဝထပ်မပြောတော့ဘူး။ဆမ်မီတယောက်ဟာသူ့လုထားတဲ့ pasta နဲ့အတူထလာပါတယ်။အိုး pasta ရိအစင်းစင်ဖြစ်နေပြီပဲ။ဟုတ်တယ်။ဟုတ်တယ်။ဒါပေမဲ့ဒီနေ့ကတော့ Italian မဟုတ်ပါဘူး။နောက်ဆုံးပေါ် pasta style လုထားတာပါ။သမီးရဲ့နောက်ဆုံးဖြစ်ဖြစ်ပထမဖြစ်ဖြစ် အမေတို့ကစားဖို့ကိုပဲစိတ်ဝင်စားတာ။အခု pasta ကိုယူလာခဲ့ပါတော့ အာနဖ်နဲ့သူမီတို့ဟာပါစတာရဲ့ပထမဆုံးအတူမျိုးစားပီးယာနဲ့ရင်းနှက်ခွက်ကိုအလဲကျတောက်ချလိုက်ရပါတယ်။ပီးယာနဲ့ဒီပါစတာကနည်းနည်းအဆက်များတယ်လို့ပြောကပါစတာကိုခြံထားခဲ့လိုက်ကြပါတယ်။အခုအချိန်မှာတော့နေ့စဉ်နေ့တိုင်းဆမ်မီတယောက်ဟာအဲ့လိုထူးဆန်းတဲ့ဟင်လျာတွေကိုလုပ်ပါတယ်။တခါတရံမှာတော့ဆမ်မီဟာပနီယာစွာလှုပ်လီလှုပ်သလိုတခါတရံမှာတော့စာအန်ကာရာကိုလှုပ်လိုက်ပါတယ်။တရံမှာတော့ယခမကြီးဟာချီမကိုတခခုခုပြောလိုက်ပါတယ်။ ချွေးမရင်ဒီလီကနေမင်းရဲ့အတော်သူ့သားနဲ့သမီးလည်းလာနေကြပြီတဲ့အဲ့ဒါသမီးမေတို့အတွက်ချက်ကျွေးခဲ့တဲ့ continental အစားစာတွေအားလုံးကိုသူတို့အတွက်ချက်ပြုတ်ပေးပါလားအတော်ကအမေကိုအမြဲတမ်းစားနောက်လေးရှိတယ်ဒီမှာလေးမင်းရဲ့ဘွားကဒေါ့ပဲဟင်းနဲ့တမင်းနဲ့ရိုတီစားရင်နဲ့ဘွားကိုကုံဆုံးရလိမ့်မယ်အမေကတော့အမေတို့အိမ်မှာတော့နိုင်ငံတိုင်းကအစားစာတွေချက်တိတ်လို့ပြောလိုက်တယ်အဲ့ဒါကြောင့်ဒီနေ့အမေချွေးမဘလောက်တော်လဲဆိုတာလူတိုင်းကိုပြရမယ်ဒါပေမဲ့မမေ ။သမီးပြောချင်တာကတော့အစားအစာတွေကိုရိုးရိုးလေးပဲလုပ်ရအောင်လေ။သမီးပြီးတော့လူတိုင်းကဒီလိုအဆက်ဟက်မတည့်တဲ့အစားအစာကိုမကြိုက်ကြဘူး။သမီးမင်းအဲ့ဒါတွေအကုန်လုံးလုပ်ပြရမယ်။ဒါမှအမေရိကန်ချင်းမကဘယ်လောက်ထိခင်မိလဲဆိုတာသူတို့သိအောင်လေ။ပြီးတော့ဟုတ်တယ်သမီး။အရိပန်နီယာစွားနဲ့နောက်ဆုံးပါစတာကိုလည်းလုပ်ထားအောင်နော်။ဒါပေမဲ့ညုတ်သီးကိုတော့နည်းနည်းရှော့ပြီးလုပ်ပါ။ညနေပိုင်းရောက်လာတဲ့အခါမှာတော့အင်ကိုဧည့်သည်များအလုံးရရှိလာကြပါတယ်။ဒေလီကအတော့ ်သူမရဲ့သမီးနဲ့သူမရဲ့သားမယန်တို့ပဲဖြစ်ပါတယ်။မယန်ခါကနေဒါမှာစဖို့မှုဖြစ်ခုနှစ်နှစ်လောက်ကိုင်းခဲ့သူဖြစ်ပြီးအားလုံးဟာလည်းဆန်ဗီအတွက်လက်ဆောင်များယူဆောင်လာကြပါတယ်။ထို့နောက်ညစာကို အားလုံးအတူတကွစားတောင်းနေကြပါတယ်။မယန်မင်းကတော်တဲ့စဖို့မှုပဲ။ဒါပေမဲ့ငါ့ချိန်မှာကမင်းထက်ပိုပြီးတော်တဲ့စဖို့မှုပဲ။မင်းတမရဲ့ဖဏီယားစွာနဲ့နောက်ဆုံးပါစတာကိုစားကြည့်လိုက်ပြီးတာနဲ့အဲ့ဒီအရာသားကိုဘယ်တော့မှမိမှာမဟုတ်တော့ဘူး။ NFME ရဲ့စကားကြောင့်မယန်းခါဆာဗီတယောက်ချက်ထားတဲ့ဟင်လျာများကိုတခုပြီးတခုစားကြည့်ပါတယ်။ပြီးနောက်သူ့ရဲ့လေချောင်းဟုနာလာပါတယ်။သူ့ရဲ့ကောင်းထဲရင်လည်းတဖြည်းဖြည်းနဲ့မူဝေးလာပြီးဒေါသကြီးစွာနဲ့ပြောလိုက်ပါတယ်။အမတော်မေတို့ရက်လိုက်ပါတော့။အမေတို့ကျွန်တော်ကို continental အစားစားလို့နာမည်တက်ပြီးဘာရီကျွေးနေကြတာလဲ။လောင်ထားတဲ့ဖနီးယားတက်ကနဲ့ရိုတီချက်ထားတဲ့နောက်ဆုံး pasta တွေလား။ဒါတွေကအစားစားတာဟုတ်ရဲ့လား။ Hey ကွန်တီနန်တအစားစားဆိုတာအခုစားစရာတွေလုံးဝမဟုတ်ဘူးဖဲချိုကလူတွေကဒီလိုအရသာမရှိတဲ့အစားစားတွေစားကြတာလဲကျွန်တော်ကစပွန်မူတရားပါဒီထဲမှာဘာတွေပါလဲဘယ်လိုလုပ်ထားလဲဆိုတာကောင်းကောင်းပြောပြနိုင်ပါတယ်ဆမ်မီချင်းပါလေမင်းပြောတာတွေကတခုမှမဟုတ်ပါလားမှန်ပါတယ်မေကျေးဇူးပြုပြီးကျွန်မကိုခွင့်လွှတ်ပေးပါမမေကျွန်မကအမေတို့အစားအစာတွေကိုဒီတိုင်းစားပြီးရှောက်ပြောတယ်ထင်ခဲ့တာကျွန်တော်တို့ကလေကြောင်းနေရှာနဲ့စားပေမဲ့ ရှောက်စားခဲ့တာမဟုတ်ပါဘူး။ကျွန်တော်တို့ကနှာခေါင်းကိုပိတ်လက်ချောင်းတွေထိပြီးတော့အစားအစာတွေကိုစားခဲ့တာပါ။ဘာလို့လဲဆိုတော့အမှန်တိုင်းပြောရရင်ကျွန်တော်တို့က continental အစားအစာကိုအရင်ကတစ်ခါမှမစားခဲ့ဘူးဘူး။အဲ့ဒါကိုမင်းကငါတို့ကိုညာခဲ့တာလား။ဟုတ်ပါတယ်။ကျွန်မသာအဲ့လိုမပြောရင်ကျွန်မကိုဘယ်တော့မှလက်ထက်တော့မှမဟုတ်ဘူးမလား။မင်းရဲ့အမေကမှုသားတွေဖန်တီးခဲ့တယ်။ငါကလည်းထိုနည်းအတိုင်းပဲလုပ်ခဲ့တာ။ဟုတ်တယ်။ ပြီးတော့မင်းရဲ့ဒီမူသားတွေထဲမှာနှမျောရင်နောက်ဆုံးပါစတာကငါတို့နေရာစလုံးအတွက်ချက်ပြူတာကိုစားလိုက်ရကြတဲ့ကအကုန်လုံးကိုတီးသွားတာပဲထိုစကားကိုကြားတဲ့အခါအလုံးဟာခြေလောင်စွာယူမောကပြူလိုက်ကြပါတယ်ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်